ာမင်းကြီးရဲ့ဥစ္စာဖွဲ့ဟာ2018ခုနှစ်မိုးစဘာရာဒီမှာစိုက်ပျိုးထုတ်လုပ်တဲ့စဘာဒီနံအတွက်အခြေခံညီညွတ်စဘာဈေးနှုန်းကိုဒီနေ့အခမ်းအနားမှာထုတ်ပြန်ပြီးမှာဖြစ်ပါတယ်။ဒီမှာမထုတ်ပြန်ရင်မတက်ဘူးလို့ပြောတာ။အဲ့တော့ထုတ်ပြန်လို့ထုတ်ပြန် ိုးတက်ပဲလို့မြင်တယ်။ဒါရဆံကုန်တယ်ကြီးရ။ငါတို့အသေးဖြစ်ဖို့ဆိုစိတ်ကြခြင်းနဲ့လို့မြင်တယ်ဟုတ်ပါဘူး။အဲ့တော့သွားရရဲ့ဒန်တန်ရဲ့စဘာသေးပြည်တွင်းစဘာသေးတူနေလို့ဆိုရယ်ရေးကြည့်ရင်ဒီချိန်ထဲမှာသွားရရဲ့တောင်းမန်တဲ့သွားကြီးရဲ့အချိန်ကြီးအာရပ်ကိုတိုးတက်လာဖို့လည်းအရေးကြီးပါတယ်။အဲကြောင့်မလို့သွားရရဲ့စကြဝဠာဝင်ကြီးနဲ့အဲဒီစကြဝဠာရဲ့အလေးနဲ့ဒီနိုင်ပြီးတော့ဒီလိုအပြည့်ဖြစ်လာတာဖြစ်ပါလေ။ ဒီလိုပါဝင်ပြီးတော့ပေါင်းဆောင်ရတဲ့အမေတွေဝိုင်းလာတယ်ကျေးဇူးတင်ပါတယ် ဒီဟာလေးနဲ့ပတ်သက်လို့ကျွန်မကတော့အေးစိတ်မပြောတော့ဘူး။ကျွန်မကရှင်းရှင်းနဲ့ပြောတာ။အဲ့ဒါဉာဏ်ဉာဏ်ဉာဏ်မကျရနိုင်တဲ့ပုံပေါ့။တန်တာရောခုမှမရှင်းပေါ့အေးစိတ်။အဲ့တော့ဟိုတော့ဉာဏ်ရဲ့ဆင်းမာတဲ့အာလုံးသေးလေးပါလို့ဆိုတော့ဒီမှာကပြောတော့ပါဘူး။အာလုံးနိုင်တဲ့ကျေစုံနေလို့ရှင်းမာတယ်။ဒါမှအစပဲပေါ့။ကျွန်မတို့ပူပေါင်းဆောင်ရခြင်းနေရာကဏ္ဍနဲ့ပတ်သက်လို့ချီရောက်စွာပူပေါင်းဆောင်ရခြင်းရဲ့အစအနေနဲ့ကျွန်မမျက်စိတင်တာကအဆုံးပေါ့ပါ။ အစားအသောက်တောက်ပြန်ပြီးပို့ပြရတာလေဒီကအရင်ကစားတယ်မှာဒီမှာဆက်ပြီးသူဒေသနာနဲ့ပတ်သက်ပြီးတော့ကျမတို့နိုင်ငံမှာဘုဒ္ဓတာမှာအနှင်းနေတယ်ဆိုပြီးတော့ဒါကျမတို့ဒီပြေမှုဟိုပြေထားတယ်ကျမလည်းသာသိပါတယ်ဆရာကျမတို့ရဲ့ဒီနေရာဆက်ပြီးကဏ္ဍကိုကျမတို့နိုင်ငံရဲ့ပညာရေးပါပညာရေးကဏ္ဍမှာပို့ သူတေသနာဖက်မှာအားနေနေတာကိုကျွားလို့ပြည့်ပြည့်နေတာသူတေသနာဘက်မှာအာတန်တေဆရာမှာကျမတို့ရဲ့တိချင်းသူတေဖြစ်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 နေလို့ကျမတို့နိုင်ငံရဲ့ဒုရှမ်းဖက်အတွက်အားရဖြစ်နေတယ်ဘာလို့ကျမတို့ဟိုအလေးထားတာလဲသူတေသနာလုတ်တယ်ဆိုတာအချို့ကဘာလို့မလုပ်တော့သူတေသနာလုတ်ချက်ဘယ်ရောက်မှာလဲသူတေသနာသမ္မာတကာကိုနိုင်ငံရဲ့လိုအပ်ချက်ပေါ်မှာအခြေခံပြီးလုတ်လို့ရှိလို့ရှိတယ် အများကြီးကျွန်တော်တို့အတွက်အကျိုးစီးပွားဖြစ်နေပါတယ်။အရေးကြီးတာကကျွန်တော်ရာဇဝင်ပြောင်းလဲရေးနဲ့ပတ်သက်လို့သူ့ဒေသနာတွေလုပ်ဖို့လုပ်ပါတယ်။တချို့နိုင်ငံတွေမှာဆရာခုရက်စပြီးလုပ်နေရပြီ။ရာဇဝင်ပြောင်းလဲမှုကြောင့်မို့လို့ဘယ်လိုစိတ်ကလေးခံတာမှပြောင်းလဲဖြစ်လာနိုင်လဲ။ရာဇဝင်ပြောင်းလဲမှုနဲ့စီရောအောင်လို့စိတ်ကလေးခံတာကိုဘယ်လိုပုံစံနဲ့ပြောင်းအောင်လဲဆိုတဲ့သူ့ဒေသနာတွေကိုတချို့နိုင်ငံတွေကလုပ်နေပါတယ်။ကျမတို့တော့ဒီမှာအရေးကြီးတာ ဟိုလာဘုဒ္ဓဘာသာရှင်အရင်ကတော့မဟုတ်တော့ကျောင်းနေနေတော့ဆင်တော့တိတိကျကျလာပြီးပြက်လို့ရတယ်ဟိုမေလ15ရက်လောက်ဆင်မိုးစားတော့အောက်တိုဘာလ15ရက်လောက်ဆင်မိုးပြတ်တယ်အခုအချိန်လုံးမဟုတ်ဘူးအခုအချိန်လုံးမဟုတ်ရဲ့ဒီမုန်တိုင်းနေနေလာလို့ရှိရင်တချို့ရအခုနေ့လေးအချိန်မမှပဲနဲ့ဖြစ်တယ်အရေးပေါ်ဖြစ်တယ်လို့ထင်ကြတယ်ဒါပေမဲ့ဒါတွေကအဲအချိန်မမှပဲနဲ့ဖြစ်တဲ့အရာတွေမဟုတ်ပါဘူးဒါက ပုံစံသစ်လို့သွားလို့မြင်ရပါတယ်။အဲကြောင့်မထားရရဲ့အောင်မြင်တဲ့မိုင်းများရောသွားလို့သူတိကနာလုပ်တဲ့ပညာရှင်များရောဟာသွားလို့ပုံစံသစ်ဖြစ်တဲ့ရာသီဥတုပြန်မှုပေါ်မှာအခြေခံပြီးတော့ layer site ပြောရင်းပြပြို့ဖို့ဆိုတော့ဒါတွေလို့ဆိုလို့လည်းဆိုတာကိုစဉ်းစားဖို့အတားအဆီးလေးဖြစ်ပါတယ်။အဲ့ဒီမှာဆုံးဖြတ်ပစ္စည်းများတော့တဘောတဘောမြေထုတ်ပုံဖြစ်ပြောင်းနေရေဒါလို့လေဟာစိုက်ပျိုးရေးကန္တာဟာ ကျင်းညောင်းတဲ့ဌာနမဟုတ်ပဲကျေကျေဝွင့်ဝွင့်ဖြစ်လာအောင်လို့ကြိုးစားမှုတရားဖြစ်ပါတယ်။ကိုယ့်ရဲ့ဒေတာပစ္စည်းတွေစုံပြပစ္စည်းတွေအော်ခွဲလို့ငါကတော့အစားစားဘုံတို့ပါလို့အလကားမဖြစ်ဖဲနဲ့အတုံးကြအောင်လို့အစီထွက်အောင်လို့စွိုင်းထွက်အောင်လို့ဒီလိုလုပ်နည်းတွေကိုကျွားလို့ရှာရမယ်။လုပ်နည်းတွေကလည်းဈေးမှန်ရမယ်။အလုပ်တာတိတ်ပြီးတော့မတန်းမတန်းဆက်စည်းကြည့်နေလို့ရှိနေတာဟာလက်တွေ့မကြပါဘူး။ အဲကြောင့်ဒီလိုလူကြီးတွေကိုဆွေးနွေးနေတာဆောစောကြီးကပြောတယ်ဆိုတော့ဘယ်တောင်ပြီးလဲမသားသမီးများဟာတစ်တစ်ကြောက်ကြောက်မှာငါတို့ကြီးလာလို့ရှိရင်ငါတို့ကနေပြီးတော့ဒီထွေတဲ့ပုံပုံတွေလူကြီးတွေထွေတဲ့ပုံပုံတွေလူကြီးတွေရှာတဲ့ပုံပုံတွေဒီတဲ့နာမှာအောင်မြင်တဲ့ပုံပုံတွေငါတို့ရဲ့ဘိုးဘွားဘီဘီတွေအဆက်ဆက်လုပ်ခဲ့တဲ့လေယာဉ်ကံတော့တကယ်ကိတ်နေကြိုးတက်တဲ့ကံတော့ဖြစ်သွားလုပ်ပေးနိုင်တဲ့ပုံပုံတွေဆိုတော့ညီကြီးရဲ့ရှင်နဲ့ပြေဝအောင်ကျမတို့အစိုးရပါလေ တဏ္ဍာမှာပံ့ပိုးပေးရမယ်ပညာရေးကဏ္ဍဘက်ကနေပံ့ပိုးပေးရမယ်သူတို့ဆံပိုးရည်ညဘုမရှင်များတဲ့ဝေးကြီးရေးနဲ့ထောက်ပံ့တဲ့ဘက်ကနေထောက်ပံ့ပေးဖို့လုပ်မယ်နောက်တောင်ပိုးလေးမိုင်းများကိုရဲခါလဲပေါ့လို့ပြီးတော့ထောက်ပံ့ဖို့ပြောရမယ်ဒီလိုသွားလို့ဖြစ်တဲ့အလုပ်ကို solution ရှိနေ။ဘာလို့နိုင်ငံဟာမလွဲမသွေအောင်မြင်မယ်လို့ကျွန်တော်ပြောချင်တယ်။ ပြောရနိုင်မှာစိတ်ဖို့အမျိုးမျိုးနဲ့ရင်ဆိုင်ရတယ်။ဒီခုမဟုတ်ဘူးခုပေါ့။ဒီလိုမျိုးမလို့ရဘူးဆိုတော့ဒီမှာတော့ပြင်အောင်ထားတယ်လို့ပြောရတဲ့စိတ်ကမှတ်ပါလား။ဒါပေမဲ့အဲ့ဒါစိတ်ဖို့ဘူး။တော့အားလုံးကဒီလိုညီညီညွတ်တဲ့ရင်ဆိုင်လို့ရှိနေရှင်မကျော်သွားနိုင်တာဘာမှမဖြစ်ပါဘူး။ဒါကြောင့်မို့ကိုယ့်ကိုယ်ကိုလူချင်းမရှိပါဘူး။ကိုယ့်ရဲ့ကိုယ့်ရဲ့နိုင်ငံရဲ့ညီညွတ်မှုအင်အားပေါ်မှာထူထူရှိပါဘူး။အခုကျမတို့စပြီးတော့ ဒီခန္ဓာတွေကိုမြင့်မှုအင်အားကိုပြလိုက်တာပေါ့ဒါဆိုရပါလေဒီစိတ်ဝိညာဉ်ရှင်များပါလေတာဝန်ရဲ့မိုင်းများပါဒီသုံးစုသုံးခွဲ့ဒီထဲမှာလေကျမတို့ပညာရှင်တွေကတော့အစိုးရဘက်ကလည်းပါလာတယ်လူသားရှင်ဘက်ကလည်းပါလာတယ်ပညာရှင်ဆိုရလဲအရေးကြီးပါတယ်ဒီကျမတို့ဒီသုံးဘက်ကဘယ်လေးပဲပါပညာရှင်တွေအားပါလာပြီးတော့ကျမတို့ဟိုလက်တွဲပြီးတော့လုံလို့ရှိလို့ရှိရင် ်နောက်နေ့ဒီလိုဒီချိန်ခါမှာတို့တယ်လို့ရှင်ကျွန်တော်နောက်ခါပြန်လာတဲ့အဲ့တော့အဲ့ဒါကလည်းရှိနိုင်တယ်လို့ကျွန်တော်ယုံကြည်ပါတယ်အဲ့ရှိဖို့ဥတည်ပါတင်းတင်းနဲ့တင်းတင်းမဟုတ်ဘူးတရက်နဲ့တရက်တလားနဲ့တလားလို့ဥတည်ဥတည်တို့တယ်လို့ရှိအောင်လို့ကျွန်တော်တို့အားလုံးဝိုင်းပြီးတော့ပူညီကြပါလို့ကျွန်တော်အနေနဲ့မြတ်တရားခံစားကြောင်းတို့ဒီနေ့ခန္ဓာကိုတက်လာတဲ့ဘာရရဲ့ ီလူပြည်သားများအားလုံးကျမတို့ရဲ့မိဆွေရဲ့ဘုရားများအားလုံးကလက်တွဲပြီးတော့မြန်မာနိုင်ငံဆန္ဒပါခန္ဓာတုတ်တဲ့ရင်မြန်မာနိုင်ငံစိုက်ပျိုးရေးခန္ဓာတုတ်တဲ့ရင်မြန်မာနိုင်ငံစီးပွားရေးခန္ဓာတုတ်တဲ့ရင်မြန်မာနိုင်ငံဟာကမ္ဘာအလယ်မှာဒုတိယရှိပြီးတော့အင်မတန်မှအားတောင့်တဲ့နိုင်ငံတွေနဲ့ရပ်တည်ရေးဟုတ်ရဲ့ဘာမှမပြောလို့လုပ်ရင်းနိုင်ကြပါစေလို့ကြွရင်းနဲ့ပို့ကြောင်းပါဖို့